ရင်ဘက်တီကြောတွေမှာဝက်ချံထွက်လေးရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ကြည့်ပါ။ကျမကတော့အမြင်နဲ့ပေါ့ဝက်ချံထွက်လေးရှိတယ်သူမလို့ပေါ့နော်။ဒါကျမအမြင်နဲ့လုံနေကြအတိုင်းပါ။ကျမဒီလိုမျိုးလုံလုံတဲ့ခါကျတော့တဖြည်းဖြည်းနဲ့ပေါ့နော်ဒီဝက်ချံနဲ့လုံးဝပျောက်သွားတာတွေ့ရတယ်။ အဲ့တော့ဒါပထမဆုံးအရေးကြီးတာပေါ့နော်တော်တော်များများတတိမထားမိတာခေါင်းလျှော်တာပါပဲခေါင်းလျှော်တဲ့အခါမှာလေဒီအထိကထွက်ကြတာပေါ့နော်ဒီခေါင်းလျှော်ရည်ဒီကွန်ဒီရှင်နာတွေဒါတွေကကြတော့မပြောင်းမင်းနဲ့ကျောမှာကြတာထိမိတာရဲ့အကြောင်းမလို့ကျောမှာဝက်ချန်ထွက်ကြတာရင်မက်မှာဝက်ချန်ထွက်ကြတာများပါတယ်အဲ့တော့ကျမကတော့ဒီအခေါင်းလျှော်ရည်ကိုဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးခေါင်းကိုကုန်းပြီးတော့ပဲအဲ့လိုမျိုးလျှော်တယ်ပေါ့နော်အဲ့လိုသပင်းပေါ်အရေထိုးနေနဲ့မလျှော်လျှော်လို့မရှိပါဘူး ။သပင်ကိုဒီလိုမျိုးပဲပေါ့ရှေးကလူကြီးရဲ့ short time ပဲ short လေးရှိတယ်။အဲ့ခါကျတော့လေထိပ်ပြောင်းတာလဲဒါသက်သာစေရပေါ့နော်။မဟုတ်ရင်သပင်ကိုဆွဲချပြီးတော့မှအဲ့လိုအပြောင်းသိမ်းပြီးတော့မှ short ဆိုလို့ရှိရင်ထိပ်ပြောင်းဖို့လည်း chance များရပေါ့နော်။နောက်ပြီးတော့ဒါ treatment လေးသုံးပါမယ်။ဒီမှာမှာဆိုလို့ရှိရင်လည်း conditioner ဆိုရင်လည်းပေါ့နော် silicone တွေ power band တွေ free ဖြစ်တဲ့ wax တွေပေါ့နော်ဖျောင်းတွေ free ဖြစ်တဲ့ treatment လေးကိုသုံးပေးဖို့အရေးကြီးတယ်ဒီကောင်းနေရာဆိုရင် ကျောင်းမှာဝက်ချံကိုပို့ပြီးတော့ထွက်စီတာကိုတွေ့ရတယ်ပေါ့နော်မျက်နှာမှာဝက်ချံပေါက်တယ်လို့ရှိရင်လည်းမျက်နှာဝက်ချံတွေကိုပို့ပြီးစိုးစေပါတယ်ခုလိုမျိုးခေါင်းစော်အလေးလေးပေါ့နော်တေချာလေးလှုပ်ပြီးတဲ့အခါကျတော့မှဒီကျောင်းမှာဒီသုံးတဲ့ပစ္စည်းတွေလည်းပို့ပြီး effective ဖြစ်မှာပေါ့နော်ပမာဆုံးအနေနဲ့ဒါကတော့ဒီ turmeric ပေါ့နော်ဆနွင်း scrap လေးတိုက်ပါတယ် scrub ကတော့တပတ်မှာနှစ်ကြိမ်လောက်ပဲတိုက်ပြရမယ်ပေါ့နော်မုံလို့ရှင်တဲ့အရေးပြားရဲ့အရန်လန်သွားလို့ရှင်လဲ ဝက်ချန်နေရမပြောက်ဖဲနေနေမှာမလို့ပါနောက်ပြီးတော့ဒါလေးက beauty solution ရရှာဝါလေးပါဒါလေးက moisturize ဖြစ်ပြီးတော့မှပျော်လဲပျော်တဲ့ခါကျတော့ scrub တိုက်ထားတဲ့အသားရေအတွက်ဆိုပြီးပိုးပြီးတင်တော်ရဲပေါ့နော်နောက်ပြီးလို့ရှိရင်ဒီမှာ collagen လေးတောက်ပါမယ်ဒါကတော့သူစီမှာဆိုရင် collagen ဖြစ်တဲ့အတွက်ကြောင့်အသားရေလာရပေါ့ပြီးတော့ hormone ထိန်းသိမ်းပေးတဲ့အတွက်ကြောင့်မလို့ဝက်ချံထွက်နေတဲ့အသားရေအတွက်ဆိုတင့်တော်ရပေါ့နော်နောက်အရေးကြီးတဲ့တစ်ခုကဒီတပတ်တည်းနောက်ပြီးတော့ဒီလိုထရေလဲထမိန်တွေကိုလဲလျှော်ပေးရမယ်ပေါ့နော် အနည်းဆုံးတစ်ပတ်တစ်ခါလောက်တော့လျှော်ပေးပါပြီးရင်အိပ်ရခင်းတွေပိုင်းလည်းလျှော်ပေးရမယ်ဒါကနေခင်းဘက်ဖြစ်ဖြစ်ညဘက်ဖြစ်ဖြစ်ဒီလိုမျိုးလေးလိမ့်လို့ရရပေါ့နော်တနခါလေးလိမ့်ပါမယ်အရင်ဆုံးလိုရှင်လေးလိမ့်လိုက်တယ်ပြီးလို့ရှိရင်ဒီ sunscreen လေးပေါ့နော်တနခါကတ်နေအောင်လို့ပေါ့နော် sunscreen လေးလိမ့်ပါမယ်နောက်ပြီးတော့အခုတော့ရွှေပြည်နှံကတနခါတုံးနေပေါ့နော်နောက်ပြီးတော့ color dry အနီဇက်တွေရားတိုင်းတက်တောင် color dry လိမ့်မယ်အခုလိုမျိုးလေးထည့်ပြီးတော့မှတခါလေးထည့်လိုက်ပြီးလိမ့်ပေးလို့ရတယ်ပေါ့နော် ဒါဆိုရင်ဒီဝက်ချံရဲ့ရောင်နာတွေနောက်ပြီးလို့ရှင်အမာရုပ်တွေရလဲတက်တာပြီးတော့မှဝက်ချံထွက်တဲ့ဟာကိုပေါ့နော်ပုံမှန်ဆိုလို့ရှိရင်အဲတလနေမှာပျောက်မယ်ဆိုရှင်တို့တနခါလင်းလိုက်လို့ရှင်နှစ်ပတ်ထဲနဲ့နှစ်ဆလောက်ပို့ပြီးတည်တာသွားတယ်ပေါ့နော်နှစ်ပတ်ထဲနဲ့ပျောက်သွားပါတယ်အဲ့တော့လိုက်လုံးကြည့်ကြပါ